ပြန်ရှစ်ရတာစကေးထိခံနိုင်တဲ့အစာအုပ်တွေပြန်တည်ဆောက်မယ်ဆိုတဲ့စစ်ကောင်စီကစကိုင်းမစာတင်ကြောင်းတွေကိုပြီးစလွဲတည်ဆောက်နေတာကြောင့်ကလေးငယ်တွေကြောင်းတက်ဖို့ကြောက်ရွံ့နေကြရပါတယ်။ငလေးအင်တန်တဲ့နဲ့စကိုင်းမြို့နယ်အတွင်းမှာစစ်ကောင်စီကစာတင်ကြောင်းအပြိုအပြက်တွေကိုမရှင်းလင်းရသေးပဲယာယီစာတင်ကြောင်းတွေအမြန်တည်ဆောက်နေပြီးခိုင်ခံမှုနေပါတာကြောင့်ကျောင်းပြိုကြမှာကိုစိုးရိမ်နေကြရတယ်လို့ကျောင်းသားမိဘတွေဆီကနေသိရပါတယ်။ ဇွန်လအတွင်းစာသင်ကျောင်းတွေပြန်ဖွင့်လှစ်နိုင်ရတဲ့အတွက်စစ်ကောင်စီအားခိုင်ခံ့မှုမရှိရတဲ့စာသင်ကျောင်းတွေကိုအပိနိုင်ဖြိုဖျက်ချတာမလုပ်ဆောင်သေးပဲယာယီစာသင်ကျောင်းတွေကိုအလင်းအမြန်တည်ဆောက်နေကြတာပါ စကိုင်းမြို့နန်းဦးမြို့တရက်မှာနေထိုင်တဲ့အမျိုးသမီးတဦးကလက်ရှိကတော့အကြောင်းတွေကရှင်းလင်းနေတာအသည့်စောက်လုံနေရရရှိတယ်။အဆောင်အသည့်တွေကတော့တန်ဖရိန်နေချပြီးတော့အမြန်စောက်နေတာမေလ22ရက်အပြီးခိုင်းထားတယ်။ဒီနောက်အကြောင်းတွေမဟုတ်ဘူးမြို့တွေကအကြောင်းတွေအကုန်အပြီးလောက်ခိုင်းထားတယ်လို့သူမြင်တွေ့ရပုံကိုပြောပါရယ်။မေလ22ရက်နေ့ကစလို့လာကုန်ရက်အထိ ကျောင်းအလက်ခံမီဖြစ်ကစနောလပထမပတ်အတွင်းကျောင်းဖွင့်လှစ်သွားဖို့ရှိနေပြီးပြုတ်ပြစ်နေတဲ့အဆောက်အဦတွေပြင်ဆင်မှုတွေလုပ်နေစေဖြစ်တယ်လို့မျိုးကန်ကျောင်းသားမိဘတအူးနဲ့ဆရာတအူးစီကလည်းအတည်ပြုသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းတွေမှာငလင်းအကျောင်းပြုတ်ပြစ်နေတဲ့အဆောက်အဦတွေကိုရှင်းလင်းထားပြီးပြိုကျသွားခြင်းမရှိသေးပေမဲ့အနေရှိအဆောက်အဦတွေဖြစ်နေတဲ့ကျောင်းဆောင်တွေကိုတော့ပြုတ်ပြစ်ခြင်းမရှိသေးပါဘူး။ ကျောင်းကတော့ကလေးပညာရေးဆိုတော့အကြောင်းမဖို့တော့တွေးနေပါတယ်။ဒါပေမဲ့စိတ်တော်မချဘူး။ငလင်ကခွရက်တွေတစ်ခါတလေလှုပ်တာရှိတယ်။အရင်ငလင်ကအစာအုပ်တွေအပ်သွားတာတွေချုပ်ရင်းသွားတာတွေအနေနဲ့များရှိနေသေးတာပဲ။ဒီတော့ကျောင်းလိုက်နေတော့ထက်လို့မလား။ကျောင်းအစာအုပ်တွေကစိတ်ချရမလားဆိုတော့တွေးပူနေရတယ်လို့ရန်နံရက်နေအသက်45နှစ်ခန့်ကျောင်းသားမိခင်တအူက CJ ပလက်ဖောင်းကိုပြောပါတယ်။လက်ရှိစကိုင်းမြို့ပေါ်မှာ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြည်စည်းမှုတွေကိုရှင်းလင်းရင်းနဲ့ပြန်လည်ထူထောင်ရေးတွေအတွက်ကြိုးပမ်းနေဆဲဖြစ်ပြီးငလျင်အတွင်းပြည်စည်းခဲ့တဲ့အခြေခံအကြောင်းဆောင်တွေကိုတော့ပြန်လည်အဆောက်အထုဆောက်လုပ်ပြုပြင်နေဆဲဖြစ်ပါတယ်။ပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေတဲ့အကြောင်းဝင်တွေအတွက်မှာအန်ဒီရှိအကြောင်းဆောင်တွေရှိနေသေးပြီးကျောင်းဖွင့်ချိန်မှာပြုတ်ကျပျက်စီးပြီးကျောင်းသူကျောင်းသားတွေထိခိုက်မှုဖြစ်စေမှာကိုလည်းကျောင်းသားမိဘတွေကစိုးရိမ်နေကြပါတယ်။စစ်ကောင်စီက တူလောက်ခံကြောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုးပမ်းနေပြီးတော်လိုင်းရင်အင်အားစုတွေရဲ့ထိန်းချုပ်နေမြေတွေအတွင်းကစောက်တင်ကြောင်းတွေကိုတော့အင်အားသုံးလေးကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လို့နေပါတယ်အခုလိုသတင်းတွေကိုပုံမမျှဝေပေးနိုင်ဖို့ ਨੇ CJ platform သတင်းဌာနရေရှည်ရည်တည်နိုင်ရေးအတွက် YouTube မှာလည်း CJ platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကို အချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီးခေါင်းလောင်းလေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်ကျမနည်းနည်းပါ